အခုကျွန်တော်တို့ကြားနေရတဲ့အတန်ဒီကတော့ဒီစစ်ကောင်မရှင်ရပြုလုပ်မဲ့ရွေးကောက်ပွဲကိုဘလို့မရှိတဲ့အကြောင်းဆန္ဒပြနေတဲ့အတန်ဒီပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဒီဆန္ဒပြပွဲရတော့ကျွန်တော်တို့ခဏီခဏီမျိုးနယ်ကချေရော်တရားမှာပြုလုပ်နေတာဖြစ်ပါတယ်။အဲဒီကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်။အဲစစ်ကောင်မရှင်တပ်ကဇူလိုင်လ31ရက်နေ့ကကျင်းပတဲ့အချိန်မှာအဲကျွန်တော်တို့ခဏီမျိုးနယ်ဟာအဲစစ်အုပ်ချုပ်ရေးကျင်းပတဲ့မျိုးနယ်တွေမှာပါပေမဲ့ ရွှေကောက်ပွဲလုံးမဲ့မြို့နယ်တွေမှာလည်းကဏီမြို့နယ်ကပါဝင်နေတာဖြစ်ပါတယ်။အဲဒါကြောင့်မို့ကဏီဒေသခံတွေကစစ်ကောင်မရှိရင်လုံးမဲ့ရွှေကောက်ပွဲကိုဘလို့မရှိရကြအောင်ဆန္ဒပြခဲ့ဆန္ဒပြနေကြတဲ့တန်တွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ အဲဒီလိုဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆန္ဒပြပွဲမှာပါဝင်နေတဲ့ဒေသခံတွေကိုကျွန်တော်တို့ဟိုအင်တာဗျူးမေးမြန်းမှာဖြစ်ပါတယ်ဟုတ်ကဲ့လေ။ညတိုင်းတော့မသွားတော့ဘူး။ရုပ်ခွေရှိကောက်ပွဲပေါ်မှာကိုလိုလိုဒေတာခံပြည်သူတွေအနေနဲ့ဘယ်လိုမြင်လဲ။အဲဒီရုပ်ခွေကတရားမျှတမှုရှိသလားမရှိသလားပေါ့နော်။အဒီပေါ်ပုံမဆက်ပြီးလဲကျွန်တော်ပြောပြပေးပေါ့။တရားမျှတမှုရှိမရှိကိုပြောမှာစင်တယ်။ကျွန်တော်ကတရားမျှတမှုလို့မမြင်ဘူး။ ကွင်းလင်းမြင်တာမို့လဲရှိမယ်လို့ဆိုတော့မမြင်ရဘူးပေါ့နောက်ပြီးတော့သူ့ရဲ့ဒီရုပ်ောက်ပွဲဆိုရင်သူ့ခပောက်တန်းတာလောက်ကိုသူကမြင်တယ်အဲနောက်ပြီးတော့အမ်သူ့ကပြည်သူတွေလုံးဝမပါဝင်တာဖြစ်တဲ့အတွက်ဒီရုပ်ောက်ပွဲဟာဆိုလို့ရှိရင်အနေအထားတွေပြည့်နေတယ်လို့ကျွန်တော်ထင်တယ်ဒီရုပ်ောက်ပွဲနေမှာနိုင်ငံတော်ကိုနိုင်ငံတကာအဆင့်မီပေါ့ဗျာအဆင့်မြအောင်ဆွဲတင်ပေးနိုင်မယ်ဒိုဒီမဟုတ်တွန်းတင်ပေးနိုင်မယ်အဲ့မှာတကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ရနိုင်မယ်လို့ကျွန်တော်မမြင်ဘူးဗျာဘယ်လိုပဲဖြစ်စေဖြစ်စေဒီရုပ်ောက်ပွဲဆိုလို့ရှိရင် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးကျွန်တော်တို့မြင်ရတယ်စစ်တုံးမရှိတော့ကင်နီမျိုးနယ်ကိုရွေးကောက်ပွဲတော့ပြောတယ်ပေါ့နော်အဲလက်ရှိအနေအထားမှာကင်နီမျိုးနယ်ရဲ့မိခင်ချင်တွေကကင်နီမျိုးနယ်မှာကရွေးကောက်ပွဲလုံးလို့အစီအစဉ်နိုင်တဲ့အခြေအနေမျိုးရှိတာပြတ်စစ်ကောင်စစ်ကောင်မရှင်ကတော့ရွေးကောက်ပွဲကနေပြုံးနယ်မှာကျင်းပမယ်လို့သူတို့ကကြေညာထားပေမဲ့မြေပြင်အခြေအနေကသူတို့မှာရွေးကောက်ပွဲဖြစ်နိုင်တဲ့အနေအထားမရှိပါဘူးခင်ဗျ။ဘာလို့လဲဆိုလို့ရှိရင်တို့ကနေမျိုးနယ်ရဲ့ 90ရာခိုင်နှုန်းကျော်ကျော်ကိုကျွန်တော်တို့ပြည်သူတက်တရားတွန်းမိုးချုပ်ကန်စိုးမိုးထားတယ်သူတို့ရဲ့ချုပ်ကန်မိုးကလက်တော်စားတော့မရှိရနေသမှသူကရောက်နေတယ်ပြီးတော့ကျွန်တော်တို့ကနေမှာဆိုရင်စစ်ကောင်စီရဲ့ရန်တရားလက်ပတ်မှုကလည်းရက်ဆိုင်သွားတော့တော်တော်ကြပြီအဲအကြောင်းမို့သူတို့ရဲ့မြေပြင်အနေထားရတော့ဘလို့မှမဖြစ်နိုင်ပါဘူးသူတို့ဘလို့အစီအစဉ်နဲ့လုံးမယ်ဆိုတာတော့ကျွန်တော်ပြောတတ်ဘူးပေါ့ဗျာ နောက်ပြီးတော့သူတို့ရဲ့လက်ရှိအနေအထားအရာဆိုလို့ချင်းသူတို့ရဲ့ပြည်သူတွေဘုံရက်ဆက်ရုံမှန်နေမှုတွေလေချောင်းတိုက်ခိုက်မှုတွေနောက်ပြီးတော့ပြည်သူကြေးရွာတွေပြည်သူဟိုအသက်အိုးအိမ်စီးစိမ်တွေကိုချက်စီးနေမှုတွေကြေးရွာတွေမိရှို့နေမှုနေတာတွေကိုပြည်သူတွေကကြည့်ပြီးတော့သူတို့ကိုလည်းကျက်ကဆန္ဒပြတယ်အဲအကြောင်းမို့အခုအချိန်လေရကျွန်တော်ဆန္ဒပြဖို့တွေပြုလုပ်နေတာဖြစ်ပါတယ် ုရှင်ကတော့ကဏီမျိုးနယ်ကိုရွေးကောက်ပွဲလုပ်မယ်လို့ဟိုကြေညာထားတာရောရှိရပါတော့ပြည်ပြည်ရှင်ဒီမှာကကျွန်တော်တို့ကဏီမျိုးနယ်မှာဆိုလို့ရေစစ်ကောင်ရှင်ချက်တဆွဲထားတဲ့နေရာ၃ခုပဲရှိပါတယ်အဲ့ဒါကတော့ကဏီမျိုးပေါ်နဲ့အလေချွန်းစစ်ကောင်စီထိုင်တဲ့စကန်ရဲ့ကျွန်တော်တို့ယာကြီးတော်တိုင်းစကန်ကုန်းရဲ့ဆိုပြီးတော့၃ခုရှိရပါတော့အဲ့ဒီ၃နေရာကိုပဲစစ်ကောင်ရှင်ကတဆွဲထားတာဖြစ်ပါတယ် အဲ့ဒီနေရာတွေကလွဲပြီးတော့အဲ့ဒီနေရာတွေမှာကစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေတည်တတ်မယ်ပေါ့နော်ဒါနေထိုင်ရတာဖြစ်ပါလေဒေသခံတွေဘာတွေကဒေသခံပြည်သူအများစုကတော့အဲ့ဒီနေရာတွေမှာမရှိကြပါဘူးအဲကျန်တဲ့နေရာတွေကတော့ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေကစုမှုထားတာဖြစ်ပါလေဘယ်တော့မီဒီယာကိဆက်လက်ရပ်တည်ခံဖို့ပြည်သူတွေထောက်ပံ့ပေးဖို့အကြီးအကဲလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝင်ပြင်ချက်ကိုမ 张力，弟力、啊。嗯嗯